ရောက်တော့အန်တီကိုတင်ပေးတာကသူကဝက်ဆူပါဆိုတော့ဝက်ဆူပါကြာအန်တီကအလုံးမကျင်ဘူးလေအလုံးဖြစ်တော့ငါ့ကိုဝက်ဆူပါပုံစံဖြစ်အောင်လို့လုပ်လိုက်တာအဲ့တိုင်းဖြစ်တာငဖယ်အတုကျော်ဆိုပြီးလုပ်လိုက်တာသူငဖယ်နဲ့ကျော်မှုန့်နဲ့ရှင်ထဲမှာတော့ပဲသီးနဲ့မကြီးမဲနဲ့ငေဦးသီးနဲ့ပဲတမီးအချိုငံဒါပဲသူလေး ဒါအချိန်လေးနဲ့အချိန်ရည်လေးနဲ့ပဲသီးနဲ့ဟုတ်တယ်အဲ့လိုတို့စားကြတယ်ဟုတ်ကဲ့ပါအစအမေအမေအမေစပြီးလုပ်လိုက်တာပါပဲတမီးမင်္ဂလာပါအေးမင်္ဂလာပါတမီးနာမည်လေးညွှန်ပြပါဦးဒေါငွေအောင်ဟုတ်ကဲ့ပါအမေစိုင်းနာမည်အမေအောင်ဆိုပြီးပြကြနော်ဟုတ်တယ်ဟုတ်တယ်အမေအခုအသက်ကလေးနှစ်ကြာရယ်90တမီးနေ့ ်လေ63ခုနှစ်ကစရောက်တာတမီးရဲ့1993မှာဖွင့်တာနော်ဟုတ်တယ်တမီးရဲ့300တောင်ရှိပါဘူးဟုတ်လားမသိပါဘူးတမီးရဲ့ညာရင်တော့တွက်မထားမိပါဘူးအစတော့လဖဲ့ဆိုင်ဖွင့်တော့ကလဖဲ့ဆိုင်နေပြီးတော့မိသားစုများတဲ့တကကျတော့ကိုကကိုကနဲ့ခွဲထွက်လိုက်တော့အန်တရာအဲ့လဖဲ့ဆိုင်အတွက်ကကိုကအရင်မင်းမဆိုင်နိုင်တော့ဒီကလေးကတနိုင်တစ်ပိုင်းရေးဆိုပြီးတော့လှုပ်လိုက်ကြတယ် စရောင်တော့အန်တီကိုတင်ပေးတာကသူကဝက်စီပါဆိုတော့ဝက်စီပါကြာအန်တီကအလုံးမပြတ်ဘူးလေအလုံးပြတာငါ့ကိုဝက်စီပါပုံစံဖြစ်အောင်လို့လုပ်လိုက်တာအဲ့တိုင်းဖြစ်တာငပယ်အတုကျော်ဆိုပြီးလုပ်လိုက်တာငပယ်နဲ့ကျော်မှုန့်နဲ့လာမကျော်တာပြုဆိုအပူစားကြတာများတယ်လေမနှက်ပြီးတော့ရေခဲတက်တာနဲ့မထည့်တာလည်းကိုမအဲ့လိုမျိုးထုတ်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 ပြီးခဲ့တယ်ဟုတ်တယ်ဟုတ်တယ်သမီးဒါတွဲစားရတဲ့အချင်း ရှင်နဲ့မှာတော့ပဲသီးနဲ့မကြီးမဲနဲ့ငေဦးသီးနဲ့ပဲတမီအချိုငံဒါပဲသူလေးအချင်းရည်လင်းနဲ့ပဲသီးနဲ့ဟုတ်တယ်အဲ့လိုတို့စားကြတယ်ဟုတ်ကဲ့ပါကျွတ်ကျွတ်လေးသမီးအကျွတ်လဲစားတယ်အပျော်လဲစားတယ်စားတယ်ပဲသမီးအဲ့ဒါမျိုးမျိုးစားကြတော့လေသူတို့စားတဲ့ကြိုက်တဲ့လူတွေပေါ့မဟုတ်ဘူးဒီပြောရပါတချို့ကလည်းအဲ့ဒါကိုဟင်းရင်နဲ့စားတယ်သမီးရဲ့အဲ့လိုမျိုးအမေအမန်နလီမှာလုံးဝအစပဲအစအမေအမေအမေစပြီးလုပ်လိုက်တာပါပဲသမီး မီ၅ဥရတယ်ဥစီပေါင်းရဲ့ဥစီပေါင်းဒီလိုဥစီပေါင်းတုတ်ရတယ်ဒီလို၅ဥရတယ်ဒင်းရင်းသီးတုတ်ဒါလည်းရခိုင်တုတ်ပေါ့ခုနတုတ်ပေးတဲ့ကလေးလေးအင်းအဲ့ဒါမျိုးတွေရတယ်သမီးအမေ၅ရက်ခုကြော်လေးလေအမေတို့လမ်းနာလေးတွေ့တယ်ဒါကိုရိုင်းကြော်တာဟုတ်တယ်သမီးကိုရိုင်းလောက်ပြီးကိုရိုင်းကြော်တာငဖက်မုတ်တာသာငချင်းနေသမီးငချင်းနေရောက်တယ်သမီးဒါကြအကြံမုတ်နဲ့လျော့ထားလို့အတုပေါ့နော်ဒါကြတော့အကြံမုတ်မပါဘူးတန်းတိုင်းငချင်းကြီးပဲပေါ့နော်ငကြင်းမှာပဲခုငဖဲရတိတ်မရှိတော့ဘူးလေသမီးအရင်တော့ငဖဲလောက်တာပေါ့ခုတော့ငကြင်းနေပဲများတော့ငကြင်းကို ဒါကြအကြောင်းမဟုတ်ပါပဲနဲ့ငဖဲကသားကြီးပဲဒါကြအကြောင်းမဟုတ်ပါတော့ဘာလောက်ထားရဲထားခံတယ်လို့ပြောတယ်ဒီအဝေးကကလေးတွေကအဲဒီကစီနဲ့နှိမ်ပေးလိုက်တာနှိမ်ပေးလိုက်ပြီးတော့မှသူသူတို့စီပို့ပေးလိုက်တာပေါ့ပို့ပေးလိုက်တဲ့ခါကျသူကသူဟိုကျတော့ပြန်ကြော်တယ်ဘာလောက်ခံတယ်လို့ပြောတယ်အဲလာရှိကကလေးလေးကတော့အဲဟိုရန်ကုန်ကလေးတော်တော်တရက်တောင်ခံမှုတယ်သူကတော့ကုံစားပြီးအကုံစားပြီးလို့ကုံသွားရောတယ်အဲ့ဒီတီမကြဘူးတဲ့ခိုင်းတော့တရက်နေပြီးတော့ဒီကြောင်းသွားတက်တဲ့ကလေးတွေကသူတို့တငယ်ချင်းတွေကလေယူပြီးတော့အမေဦးဒီလိုမျိုးထည့်ပေးလိုက်သားတို့ဟိုမှာ နောင်ညစ်တဲ့ပုံမှာဘာညာနေဆိုတော့အဲ့ဒါမျိုးစားလို့ရအောင်လုပ်ပေးလိုက်တယ်လုပ်ပြီးဟိုကျပြန်ကြော်ရပြန်ကြော် ပြီးစားတာစားလို့အဲ့လိုမျိုးအဆင်ပြေတယ်လို့ပြောတာပဲသမီးရဲ့အမေသားရေရုံးကဖြစ်ဆုံးဒါငဖက်အစ်စ်သမီးဒါလို့ကအဲ့တော့ကတော့ကလေးတွေပဲများတာပေါ့နော်အခုနောက်ပိုင်းကျတော့အဲ့ကလေးတွေကြီးသွားတဲ့ကလေးတွေကအဲ့လိုမျိုးဆက်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 ပြီးတော့ဒီဝန်ထဲတင်ရောက်လာကြတာ ဒါလည်းသူတို့စားလို့ကိုထမင်းစားလို့ရတာလေသမီးကသူတို့စားလို့မရကိုထမင်းစားလို့မရဟုတ်တယ်မလားအဲ့လိုပေါ့သူတို့လည်းတမိုးထားရတယ်ပေါ့သူတို့ကလည်းကိုအဲ့လိုပေါ့အမေရွယ်လေးဆိုတော့လေကလေးတွေကလည်းအဲ့လိုမျိုးခင်တွဲနေတာပါဒီကိဒီကမာသမီးရဲ့ကိုစားချင်တာလေးစားပြီးတော့အကျင်းမတင်တထေးပဲလေးဒါတော်ပြီပေါ့ဘာလို့မှာတော့ဟွန်းဒီဆိုင်လေးကမိသားစုပဲပတရားအေးစင်းလေးနေလို့ရတယ်ဒါလားသမီးတို့ကို၄ယောက်ပေါ့ကလေး၂ယောက်ရှိတယ်လေကလေးចောင်းသား၂ယောက်ရှိတယ်သမီးရှိတယ်အန်တီရှိတယ်ပေါ့ဒါပဲ၄ယောက် လမ်းလိမ့်စာလေးတစ်ချက်ညို့ပေးပါအောင်လာစားမယ်ဆိုရင်အေးလမ်း30လမ်း38စကြောက်ဘီလမ်းတော့တဲ့တဲ့ပဲအမေဦးအာဘူးလျှောက်ဆိုတည်တယ်ဟိုဘက်လမ်းပေါ်မှာထွက်တာတမီအရင်တော့လမ်းပေါ်တော့ကိုတက်ကြီးတစ်ခါကြကလေးတွေလေးနေပူတဲ့အမေဦးညူအိမ်ပြန်ဖွင့်မှာဆိုတလားလို့တဲ့သူတို့ကအမေအိမ်ထွက်အိမ်မှာရောက်မှာတော့သူတို့လာစားမယ်ဆိုပြီးတော့ကိုအိမ်ရောက်သွားတာညော့သားလေးရအဲ့တော့အမေစီလာစားနေကြ သမီးတွေပဲစကားလက်ဆောင်လေးဒီနေရာကနေပြောပါအောင်။ဟောအားလုံးကိုကျေးဇူးတင်ပါကျေးဇူးရှင်နေဖြစ်လို့ကျေးဇူးတင်ပါတယ်လို့ထမင်းကျွေးနေတဲ့ကျေးဇူးရှင်နေဟိုနီးနောင်းစားတောက်သူအားလုံးကကိုယ့်ကိုထမင်းကျွေးတဲ့လူကျေးဇူးရှင်ပါပဲနော်။ဒါသူတို့ရှိသူတို့ဝယ်စားလို့အတရာရောင်းလို့ရတယ်လေရောင်းလို့ရမှာကိုစားဖို့ကြံတာလीနော်ဟုတ်ကဲ့ပါအမေကျေးဇူးရိုက်တယ်ပါကျေးဇူးတင်ပါတယ်သမီး